နှစ်ပေါင်းများစွာတန်အောင်ကျွန်တော်တို့လူသားတွေဟာသမုတ်တရားရဲ့အနှံ့ဆိုင်ဆုံးလှုပ်ဝှက်ချက်တွေကိုရှာဖွေခဲ့ကြပါတယ်။အဲ့ဒီနတ်မောင်တဲ့ရေပြင်ရဲ့အောက်မှာတံပံမျက်စိနဲ့ဘသူမှမမြင်နိုင်တဲ့နယ်ပယ်တစ်ခုရှိနေပါတယ်။ဒါပေမဲ့အခုအဲ့ဒီအမောင်တို့ကနေဘသူမှတားဆီးလို့မရတဲ့လက်နက်တစ်မျိုးပေါ်ထွက်လာခဲ့ပါပြီ။ဒါကတန်တာကြီးမဟုတ်ပါဘူးခင်ဗျာ။ရုရှားရဲ့ပိုဆာဒန်လိုစူပါတိုပီဒိုပါပဲ။သူ့ကိုကဘာပြက်လက်နက်လို့တောင်းနာမည်ပေးထားကြပါတယ်။ ။ဘာလို့လဲဆိုတော့သူပြစ်လိုက်ပြီးဆိုရင်ကမ်းရိုးတန်းတွေကိုရေဒီယိုတပ်ထုကြောက်မှုပါတဲ့ဆူနာမီလိုင်းလုံးကြီးတွေနဲ့ဖျက်ဆီးပစ်နိုင်လို့ပါပဲ။ဒီဗီဒီယိုထဲမှာပိုဆာဒန်ဘလူးအတန်ဖြောင်းစနစ်တွေတုံထားတယ်လေ။ဘလူးရေရောက်ကျမ်းပြေမှာပုန်းခုန်နေနိုင်တယ်လေ။ပြီးတော့ဒီလက်နဲ့ကြောင့်ကဘာကြီးဘလောက်တောင်အန်ရယ်များလာပြီလဲဆိုတာကိုအသေးစိတ်တူးဆွာပြီးပြောပြပေးသွားမှာမလို့။တဲ့ရဲ့ကဘာကြီးဘလောက်လုံခြုံနေသေးလဲဆိုတာကိုသိချင်ရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်သွားဖို့အမေ့ပါနဲ့။ပိုဆာဒန်လိုစူပါဝက်ပွန်တွေကိုပူတင်က2018ခုနှစ် မလမှာထုတ်ဖော်ပြသလိုက်တော့ American ကာကွယ်ရေးဝန်ကြီး James Mack ကချက်ချင်းပဲတုံ့ပြန်ခဲ့ပါတယ်။သူကရုရှားမှာ American စစ်ကမ်းမြို့ကိုပြစ်မှတ်ထားနိုင်တဲ့စွမ်းရည်ကအရင်တည်းကရှိပြီးသားလို့ပြောပါတယ်။ဒါကြောင့် Poseidon ဆိုတဲ့လက်နက်အသစ်ကြီးပေါ်လာတာဟာမဟာဗျူဟာမြောက်စစ်အင်အားချင်းဝင်ရှာကိုလုံးဝပြောင်းလဲပြစ်မှာမဟုတ်ဘူးလို့သူကအတိအလင်းပြောခဲ့ပါတယ်။မန်ဆယ်စကားကိုသေချာကြည့်မယ်ဆိုရင်သူကစိတ်မပူဘူးဆိုတဲ့ပုံစံမျိုးနဲ့အဖက်ဆယ်သွားတာကိုတွေ့ရပါတယ်။ရုရှားကတုံးကြီးတွေနဲ့လည်းဒီမျိုးတွေကိုပစ်လို့ရတာပဲ ရောက်ဒရုန်းနဲ့ပစ်တာကဘာထူးလို့လဲဆိုတဲ့သဘောပေါ့ဒါပေမဲ့တကယ်တမ်းကျတော့ပိုဆိုင်ဒန်ရဲ့လျှို့ဝှက်စနစ်စတဲလ်နဲ့တားဆီးရခက်ခဲမှုတွေကြောင့်စည်ရေးပြူဟာကိုတော့မပြောင်းလဲပေမဲ့စိုးရိမ်ပုံကွမ်းမှုအဆင့်ကိုတော့မြင့်တင်လိုက်တာသိကြပါဗျာတို့တို့ပြောရရင်တော့တို့ဘလောက်ပဲထုတ်ပြပါစေငါတို့ကအေးအေးဆေးဆေးပဲဆိုတဲ့မန်တင်းနဲ့တုံ့ပြန်မှုတစ်ခုလိုပဲပြောလို့ရပါတယ်။ပူတင်ကအော်တိုဘားလာ22ရက်နေ့တုန်းကလည်း 9M730 ဘိုရီဘနစ်ဆိုတဲ့ဒုံးကြီးတစ်လုံးကိုစမ်းသပ်ပစ်ခဲ့ပါသေးတယ်။ ဲ့ဒီဒုံကြီးကြီးကိုချာနိုပိုင်းနဲ့နာမည်တူအောင်မိုးပြန်ချာနိုပိုင်းလို့ခေါ်ကရေစရာလဲကောင်းကြောက်စရာလဲကောင်းပါတယ်။မလုပ်လဲဆိုတော့သူကနျူကလ িয়ার နဲ့မောင်းနေတဲ့ဒုံကြီးဆိုတော့သူ့ကိုစမ်းသပ်ပစ်တဲ့အခါရေဒီယိုတပ်ထုကြွမှုတွေဖြစ်နိုင်လို့ရုရှားဘက်ကိုပြန်ထိနိုင်တာကိုသတိပေးချင်တာကြောင့်အဲ့ဒီလိုနာမည်ပေးထားတာပါ။သူတို့ပြောတာကတော့15နာရီကြာအောင်ပြန်တန်းပြီးကီလိုမီတာ14000လောက်ဝိပတ်ပြန်တန်းနိုင်တယ်တဲ့။ဘလိုပဲဖြစ်ဖြစ်ဒီလိုစမ်းသပ်မှုကပတ်ဝန်းကျင်အတွက်အရန်အန်တီရများတယ်လို့အများစုကပြောကြပါတယ်။ ဒါရီမကသေးပါဘူးပူတင်ကရပိုင်းအတွင်းမှာအော်တိုဘားလ28ရက်နေ့မှာနောက်ထပ်တစ်ခုအောင်မြင်သွားတယ်လို့ထပ်ပြောလာပါတယ်အဲ့ဒါကတော့ပိုဆိုင်ဒွန်ဆိုတဲ့ရေငုပ်သမောကပစ်တဲ့စူပါတိုပီဒိုဒုံးကြီးကြီးပါပဲသူ့ကိုရေအောက်မှာပစ်တာဆိုတော့ဘယ်သူကမှတားလို့မရဘူးလို့ပြောပါတယ်ပူတင်ကဒါဟာပကံများပေါ်ကဘေ့စကစ်လိုပါပဲအသင့်စားဖို့ပဲကြံတော့တယ်လို့တောင်းပြောသွားပါသေးတယ်ဒါကသူတို့ရဲ့စာမတ်လို့ခေါ်တဲ့အင်အားပြင်းတိုက်ချင်းပြင်းဒုံးကြီးတက်တောင်းပူပြင်းတယ်တဲ့တကယ်တော့ဒါတွေသာအလုပ်ဖြစ်သွားရင် ကမ္ဘာငြိမ်းချမ်းရေးအတွက်အရန်ကိုစိုးရိမ်စရာကောင်းတဲ့ကိစ္စကြီးပါပဲဒီပိုဆိုင်ဒွန်ဆိုတဲ့ဟာကအတော်လေးတော့ထူးဆန်းပြီးကြောက်စရာကောင်းတဲ့လက်နက်တစ်ခုဖြစ်နေတာပေါ့လူမပါဘဲနဲ့သူ့ဘာသူသွားနိုင်တဲ့ရေအောက် drone လိုမျိုးပေါ့အရေးကြီးတာကနျူကလ িয়ার တွေကိုပါတယ်လာနိုင်တယ်ဆိုတော့အစ်စ်မြင့်လွန်းနေပြီလို့ပြောရမှာဖြစ်ပါတယ်ပူတင်ကြီးကဒီလက်နက်6မျိုးကိုငါတို့ရဲ့စွမ်းအားပဲလို့ပြောလိုက်တာကကမ္ဘာလက်နက်ပြိုင်ပွဲကြီးကိုပြန်ဆကျင်တာလားလို့တောင်းထင်ရပါတယ်ဒီ state စစ်ဆိုတာဟာမျိုးကိုလှုပ်လာတာက ရေပေါ်မှာရောလေထဲမှာပါထိ ंछ ုပ်လို့မရတဲ့အဆုံးစွန်ဆုံးပြူဟာမြောက်လက်နက်တစ်ခုကိုပိုင်ဆိုင်ကျင်တာပါပဲ။တမျိုးပြောရရင်တော့ငါတို့ကိုမထိနဲ့နော်ဆိုတဲ့မက်ဆေ့မျိုးကိုပြင်းပြင်းထန်ထန်ပို့လိုက်တာပါ။အဲဒီပိုဆိုင်ဒွန်ဆိုတဲ့တော်ပီရိုအကြောင်းကိုအသေးစိတ်ထပ်ပြောပြပါမယ်။သူကရေရောက်ပေး3000အောက်အထိငုံနိုင်တယ်တဲ့။အဲဒီလောက်နဲ့ရင်ဘယ်သူကမှစောင့်ကြည့်လို့မရတော့ပါဘူး။ ီးတော့သူ့ရဲ့အရှိန်ကလည်းတနာယူ135မိုင်တောင်တိုက်ရိုက်မောင်းလာနိုင်တာဆိုတော့အဲ့ဒီနှုံနာကတားဆီးလို့မဖြစ်နိုင်တဲ့နှုံနာပါပဲဒီပိုဆိုင်ဒန်ကိုဒီဇိုင်းဆွဲတဲ့အခါဘယ်သူမှမမြင်အောင်မကြအောင်အထိကထားတာရှင်းပါတယ်သူ့ရဲ့ view ဟာကရိုးရိုးရင်ကုန်သမောတွေတုံးတဲ့ silent running လို့မျိုးပါပဲပထမဆုံးအထိကလှုပ်ဝက်ချက်ကတော့ပြတ်မှတ်နေရကုန်မရောမချင်းအရှိန်နှင်းနှင်းနဲ့သွားနေတာပါဘာလို့လဲဆိုတော့အရှိန်မြန်ရဲ့အတန်ကျဲမဲ့ရေအောက်မှာအတန်ကအဝေးကြီးထိပြန့်နှံ့နေတာကြောင့်မျက်နှုံးနှင်းမှာပဲ ရန်သူစောင့်ကြည့်ရေးစနစ်တွေကမတိနိုင်မှာဖြစ်ပါတယ်။နောက်ထပ်ညံများထားတဲ့အချက်တစ်ခုကတော့ပန့်ကျက်ဒီဇိုင်းကိုတုံ့ပြုထားတာပါ။ရိုးရိုးတုံးကြည့်ဒါမှမဟုတ်ရင်ကုန်သမောအတန်လိုမျိုးမဟုတ်ပဲအရသာသမောတွေရဲ့အတန်တုကိုပေးနိုင်အောင် လုပ်ထားတာပါ။ဒါဆိုရင်ရေရောက်အတန်ဖန်းစနစ်တွေကတောင်ကိုရိုးရိုးသမောတစည်းလိုပဲထင်သွားစေမှာဖြစ်ပါတယ်။စစ်လက်နက်ကြီးတွေကိုအရက်ဖက်ပုံစံဖျောက်ပြီးသွားတာကတော့စစ်ပွဲရဲ့ဤပညာအစဉ်ကိုဘလောက်အထိမြင့်မားသွားပြီလဲဆိုတာပြသနေတာပါပဲ ဒီပိုဆိုင်ဒန်ကြီးကိုပြစ်ချဖို့လွယ်လွယ်နဲ့မရပါဘူးသူတို့မှာအထူးစနစ်နဲ့လှုပ်ထားတဲ့ရင်းငုံသမောကြီးနှစ်စီးရှိနေပါတယ် background နဲ့ cobarot ဆိုတဲ့နှစ်စီးပါပဲအဲ့ဒီထဲက oscar class ရင်းငုံသမောကြီးတစီးကတောင်းဒီပိုဆိုင်ဒန်ကြီး6ဆင်းအထိတည်သွားနိုင်တယ်ဆိုတော့တစ်ချိန်ထဲမှာအများကြီးချမှတ်နိုင်တယ်ဆိုတဲ့အထိပ္ပယ်ပါသူတို့မှာ scape လို့ခေါ်တဲ့စနစ်တစ်ခုတောင်ရှိပါသေးတယ်အဲ့ဒါကဘာလို့လဲဆိုတော့ပိုဆိုင်ဒန်ကြီးတွေကိုပင်လယ်ကျမ်းပြေပေါ်မှာဖုံးကွယ်ထားပြီးအချိန်မရွေးပြစ်လို့ဖို့အသိပြင်ထားတာပါ ဆိုလိုချင်တာကတော့ရန်သူရင်ခုန်သမောကိုရှာမတွေ့ဘူးဆိုရင်တောင်မှပင်လယ်ကျမ်းပြင်ထဲမှာဘုံကြီးတစ်ခုကအမိတ်ပေးလိုက်ရုံနဲ့ပေါက်ကွဲဖို့အသင့်နေထားတဲ့ပုံတွေနိုင်တာပေါ့ဗျာ။ဒါဆိုရင်ရန်သူရဲ့နေရာတိုင်းကန်ယိုဒန်တိုင်းကိုပဲအချိန်မဆိုဖျက်ဆီးနိုင်တယ်ဆိုတဲ့အတိတ်ပဲရနေတာပါပဲ။ဒါကတော့တကယ်ကိုကြောက်ဖို့ကောင်းတဲ့ကမ္ဘာရဲ့အလှည့်ပြောင်းတစ်ခုလို့ပြောလို့ရပါတယ်။ကြောက်စရာအကောင်းဆုံးကတော့သူ့ရဲ့ဖောက်ခွဲမှုပုံစံပါပဲ။သူကကန်ယိုဒန်နာရောက်မှနျူကလ িয়ার ကိုဖောက်ခွဲလိုက်ရင်ရေဒီယိုတပ်ထုကြောက်မှုပါတဲ့ဆူနာမီလှိုင်းကြီးတွေဖြစ်လာမှာပါ။ ူတင်ပြောတယ်လို့ပါပဲကန်ယိုရက်မှာဘသူမှနေလို့မရတော့အောင်လုံးပြနိုင်တယ်ဆိုတာကတော့မြင်အောင်ကြည့်ရင်တော့ကြောက်စရာကောင်းပါတယ်ဒီလိုလက်နက်မျိုးကိုကဘာပြက်ဆက်ပစ္စည်း Domestic Machine လို့ခေါ်တာမမားဘူးလို့ထင်ပါတယ်အရင်ကနျူကလ িয়ার ဒုံးကြီးဆိုတာလေထဲကနေပစ်ထားတော့တားဖို့စူးစမ်းနေရပါတယ်အခုတော့ဒီအောက်ကနေပုံကွက်ပြီးအမတန်မှအနည်းနဲ့အမြန်ပေါင်းဆက်ထားတဲ့ပုံစံမျိုးဖြစ်နေတော့ကာကွယ်ရေးစနစ်တွေအားလုံးအလုံးမလုံနိုင်ဘူးဆိုတဲ့ဇာတ်ကားကအမှန်တရားဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးအပြီးသက်ဖြတ်စည်းနိုင်တဲ့လက်နက်ကိုအောင်မြင်တယ်လို့ကြေညာလိုက်တာကသူတို့ရဲ့အလေးပေးစရာအနေနဲ့လောက်လိုက်တာပါပဲဒါပေမဲ့တစ်ဖက်မှာလည်းဒီလိုလက်နက်ကိုတုံးလိုက်ရင်နှုံးတဲ့နိုင်ငံရောပတ်ဝန်းကျင်မှာပျက်စီးသွားမှာသိကြပါတယ်ဒါကတော့တကယ်ကိုကြောက်စရာကောင်းတဲ့ချိန်ကြောက်မှုတစ်ခုပါရုရှားကသူတို့သဘောတူထားတဲ့နျူကလ িয়ার လက်နက်မစမ်းသက်ရသဘောတူညီချက်ကြီးကိုဖျက်ချလိုက်ပြီးတော့ကုဘူနီဘတ်စနစ်နဲ့ပိုဆိုင်ဒန်တွေစမ်းသက်ပစ်နေတာကိုကြည့်လိုက်ရင်တော့အမေရိကန်ကလည်းမနေနိုင်တော့ပါဘူး ဲ့ဒါနဲ့ Donald Trump ကလည်းအော်တိုဝါလာ29ရက်နေမှာပန်တာဂွန်ကိုအမိတ်တံဆောင်ထုတ်လိုက်ပါတယ်။ဘာလို့လဲဆိုတော့နှစ်30လောက်ထိငြိမ်နေတဲ့နျူကလ িয়ার စမ်းသပ်မှုကြီးကိုပြန်လုပ်တော့မယ်ဆိုတဲ့အကြောင်းပါပဲ။ဒါကိုဘယ်လိုသုံးသပ်လို့ရလဲဆိုတော့ဒါကအပြန်လန်တုံ့ပြန်မှုရဲ့အပြင်းထန်ဆုံးပုံစံပါပဲ။ရုရှားကငါတို့ဘာမှမကြောက်ဘူးဆိုတဲ့ပုံစံနဲ့ချင်းချောက်မှုအစ်စ်တွေကိုလှုပ်လာတော့အမေရိကန်ကလည်းမင်းတို့ဒီလိုလုပ်ရင်ငါတို့လည်းပြန်လုပ်မယ်လို့ပြောလိုက်တာပါပဲ။တကယ်တော့နှစ်ဖက်စလုံးကတံပြန်ဆွဲအားတွေကိုအမြဲပြတ်တကျနေကြတာပါ။ ဒါပေမဲ့နှစ်ဖက်စလုံးကစမ်းသပ်မှုတွေကိုပြန်ဆမယ်ဆိုတာကလက်နက်ပြိုင်ပွဲအစ်စ်တစ်ခုကိုစတင်လိုက်တာနဲ့အတူတူပါပဲ။အဲဒီလိုစမ်းသပ်မှုတွေပြန်လှုပ်လာရင်အမှားယွင်းတွေဖြစ်နိုင်တယ်ကအရမ်းများလာမှာပါ။ပြီးတော့ရေဒီယိုတပ်ထုကြွမှုတွေပြန်ပေါ်လာနိုင်တာမလို့အလွန်စိုးရိမ်စရာကောင်းတဲ့အခြေအနေတစ်ခုကိုပြန်ရောက်သွားပြီလို့ပြောရမှာဖြစ်ပါတယ်။ဒီတော့ကျွန်တော်တို့မြင်ရတဲ့အတိုင်းပါပဲ။ Poseidon စနစ်ဆိုတာကဤပညာပိုင်းဆိုင်ရာအံ့ဖွယ်အရာတစ်ခုဖြစ်တယ်လို့ကမ္ဘာလုံးကြီးအတွက်လည်းတကယ့်ကိုအိမ်မဲဆိုးတစ်ခုဖြစ်ပါတယ်။ ဒီရောက်အေယာမတရဝကြီးဟာအတန်ဖြောက်ပြီးသွာလာနိုင်တာဒီရောက်ကျမ်းမြေမှာပုန်းခုန်နေနိုင်တာဒါရီအားလုံးကခစ်သစ်စစ်ပွဲရဲ့စီးမြင့်တွေအားလုံးကိုပြောင်းလဲပစ်လိုက်ပြီးဆိုတာဖော်ပြနေတာပါပဲတချိန်တည်းမှာပဲဒီလိုနျူကလ িয়ার လက်နက်ပြိုင်ပွဲတွေပြန်ဆလာတာဟာကျွန်တော်တို့ကမ္ဘာကြီးကိုအရင်စေအေးခစ်တုံးကလို့အန္တရာယ်ရှိတဲ့အခြေအနေစီပြန်ရောက်စေနိုင်ပါတယ်။ကဲခမားတို့ရောဘယ်လိုထင်ကြသလဲ။ဒီလိုလက်နက်တွေတီထွင်နေတာဟာကမ္ဘာကြီးအတွက်ကောင်းမလားဆိုးမလား။ဒီပိုဆိုင်ဒန်ကိုတားဆီးနိုင်မဲ့နည်းလမ်းများရှိသေးရဲ့လား။ င့်ရဲ့ထင်မြင်ချက်တွေကို comment box မှာရေးသွားပေးပါဗီဒီယိုကိုသဘောကျရင်တော့ like လုပ်ပြီး channel ကို subscribe လုပ်ဖို့မပေးပါနဲ့哦နောက်တစ်ပတ်မှာလဲစိတ်ဝင်စားစရာအကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားအောင်မှာဖြစ်ပါတယ်ခင်ဗျာ